မင်္ဂလာရှိကောင်းညနေခင်းဖြစ်ပါစေခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့သက်ရောက်ပါစေဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရင်ကျွန်တော်တို့ခြေစွတော်ကြောင့်2025ခုနှစ်ဇွန်လယနေ့ဆိုရင်29ရက်နေ့တို့ရောက်ရှိလာပါပြီပူဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါရစေဆုတောင်းကြပါစို့အဖဖျားခြေစွတင်ပါရစေနှစ်ခွက်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ နတ်နေသောသမားတရားကိုကိုရောပဲယူဆောင်ဖော်ပြပါအခုလည်းကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်ဓမ္မောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေပါလေအဲ့တော့ဓမ္မောင်းချမ်းကောင်းချမ်းအနေဖြင့်မာလခိအနာဂတိချမ်းထိဓမ္မောင်း39ချမ်းထဲမှာအရေးကြီးတဲ့နေရာ12ခုရှိပါတယ်အဲဒီ12ခုကျွန်တော်တကယ့်တစ်ခုစီနားထောင်တာ ကျော်ယနေ့ဆိုရင်တော့၉ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်။အော်နံပါတ်၁ပထမတစ်ခုကတော့အေဒင်ဥယျံဖြစ်တယ်။နံပါတ်၂ကတော့အာရက်တောင်နော်ယီသမောတင်ခဲ့တဲ့တောင်ဖြစ်တယ်။နံပါတ်၃ကတော့ဘာဘူးလုံရဲတိုင်း။နံပါတ်၄ကတော့ဥရမျိုးဖြစ်တယ်။နံပါတ်၅ကခါနံပီဖြစ်တယ်။နံပါတ်၆ကအဲဂုတုပီ။နံပါတ်၇ကသီနာတောင်။နံပါတ်၈ကသဲကန္တာယ။သဲကန္တာယဆိုတာအဲဂုတုပီနဲ့ခါနံပီကြားမှာရှိတဲ့သဲကန္တာယ။ဤတယ်လိုမျိုးတွေတောထဲမှာ၄၄၀ပတ်ခဲ့တဲ့နေရာပေါ့။အတော်လေကျန်ကြီး၁၄ အငယ်32ကိုဖတ်ရင်တွေ့ရမယ်အစ္စရိယခနန်ပြည်ကိုကာဒီရှာဘနာဆိုတဲ့အရက်ကနေဝင်ရတော့မယ့်အချိန်မှာတရှို12ယောက်သွားစုံစမ်းတော့10ယောက်စကားကိုနားထောင်ပြီးအဂုတုပြည်ကိုပြန်လှည့်မယ်ဆိုပြီးညှီးတွားတဲ့အခါမှာဒီတရှို12ယောက်ကရက်40စုံစမ်းတော့ဖရာချိပြီးတရက်ကိုတစ်နှစ်လုံးနဲ့140ပြန်ပတ်ခိုင်းတာအဲ့ဒါတဲကန္နာရမှာပြန်ပတ်ခဲ့ရဖြစ်တယ်ဒါမင်းကကြော်အများကြီးရှင်းပြခဲ့ပြီး ဟောဒီတောလေအကြံကြီး73 74နှစ်ချမ်းကိုဖတ်ရင်တော့ဒါဣသရီတွေကကာတိရှာပနာနေဟိုခန္ဓာမျိုးဝန်ခံနေမှာပြန်လှည့်ခဲ့ရတယ်ဆိုတော့တွေ့ရတယ်ဒါတဲ့ကနိုင်ရတယ်မှာနှစ်40သူပြန်ပတ်ခဲ့ရတာဖြစ်တယ်။ကဲဒီနေ့ကတော့ကျွန်တော်နံပါတ်9အာရှူရီပီအင်္ဂလိပ်လို့ဆိုရင်တော့ Assyria အဲ့တော့ဒီ Assyria ဆိုတာကအဲကျွန်တော်တို့ဒီတမောင်းထဲမှာတိတ်အရေးကြီးတိတဲ့နယ်ပြည်တစ်ခုဖြစ်တယ်။ မြောက်ပိုင်းဣသရေလလူမျိုးတွေကိုဒီအာရှုရိရှင်ဘုရင်ကဖမ်းဆီးခေါ်ဆောင်သွားပြီးအဲ့ဒီသူ့နေရာမှာနေရာချလိုက်တာအဲကြောင့်ဣသရေလလူမျိုးတွေကြေးကြွန်ဖြစ်အာရှုရိပြည်မှာနှစ်ပေါင်းများစွာကြုံခံခဲ့ရတယ် BC 722 BC ပေါ့နော် BC 922မှာဒီအာရှုရိရှင်ဘုရင်ပေါ့နော်ရှာလမနီဇာလို့ခေါ်တယ်နော် သူကဖမ်းပြီးတော့ဒီရှမာရိမြို့မှာရှိတဲ့မြောက်ပိုင်းဣသရေလလူမျိုးတွေကိုဖမ်းပြီးသူ့ရဲ့အာရှုရိပြည်ကိုခေါ်သွားတာအစီရီယိုအဲ့တော့ဒီအာရှုရိတိုင်းပြည်မှာနှစ်ပေါင်းများစွာသူတို့ဂျုံခံခဲ့ရတယ်ဒီဣသရေလဒါကြောင့်ဒီအာရှုရိပြည်ကတော့ကျွန်တော်တို့သိသိသိနဲ့ပြည်တစ်ခုလည်းဖြစ်တယ်အဲ့တော့ဒီအာရှုရိပြည်နဲ့ပတ်သက်ပြီးကျွန်တော်အနည်းချုပ်အချက်ကလေး၈ချက်ပေါ်ပြခြင်းနဲ့အော်၄ခန်းကြီး၁၈ငွေ၆ကနေ9ဒီဖိုင်းတော့အဲ့ဖြစ်ဖြစ်တွေ့ရမယ် အဲ့ဒါဣသရီလရှင်ဘရင်16ရောက်မြောက်ဘရင်ပေါ့ဟောရှေဆိုတာအဲ့သူရဲ့ညံ့ဖျင်းမှုတွေအများကြီးပါတယ်အဲ့ရှာလမနီဇာကအဲ့ဟောရှေကိုဖမ်းပြီးတော့နောက်ဆုံးထောင်ထဲတော်ဖမ်းထည့်လိုက်တာထည့်ပြီးနောက်ဆုံးအဲ့ဒီရှမာရိဘီကိုသိမ်းပြီးတော့ BC 722မှာအကုံဖမ်းဆီးပြီးခေါ်ဆောင်သွားခဲ့တယ်ဆိုတာကိုတွေ့ရတယ်အဲ့ဟောရှေလေကြုံဖြစ်တဲ့ဣသရီတွေဣသရီလူမျိုးတွေမြောက်ပိုင်းဖွဲ့တစ်ဖွဲ့လုံး 922 BC မှာအာရှုရီဘီမှာသူကျွန်းဖြစ်သွားတာဖြစ်တယ်။အဲ့ဒါလေးလေးကခန်းကြီး16ငယ်6ကနေ9တိဖိုင်တွေ့ရမယ်။ဟောရှေနန်းဆန်9နှစ်တွင်အာရှုရီရှင်မြန်သည်ရှမာရိမြို့ကိုရပြီးလေ။ဣသရေလအမျိုးကိုအာရှုရီဘီတို့တိမ်းသွား၍အဲခုကျွန်တော်လေ့လာတဲ့အာရှုရီဘီကိုဒီမြောက်ပိုင်းဣသရေလလူမျိုးတွေကိုရှမာရိဘီကနေပြီးတိမ်းသွားတာ။အာရှုရီဘီကိုဖမ်းသွားတယ်။ကောဇံမျက်နှာဟာလတ်မျိုးဟာဘော်မျိုးအနည်းရှိသောမေဒီနိုင်ငံမြို့ရွာတို့၌ထား၏အကြောင်းကအေဂုရုပြည်၌ အဂုတုဖာရောဘုရင်လက်ထဲကကဲနှုတ်တော်မူသောမိမိတို့ဖျားသခင်ထာဝရဖျားကိုဣသရေလမျိုးသားတို့သည်ပြစ်မှား၍အခြားတစ်ပါးသောဖျားတို့ကိုယိုတည်ကြ၏ဘာလို့ဒီအာရှုရိဘုရင်ကဣသရေလမျိုးတွေကိုဖမ်းပြီးအာရှုရိပြည်မှာခေါ်ဆောင်သွားရအောင်ဖျားအခွင့်ပေးလိုက်လဲဆိုရင်တဲ့၄ခန်းကြီး၁၈အငယ်9မှာတော့အဖြေပေးထားတယ်ဣသရေလမျိုးတွေကတဲ့ ဒီအေဂုတုဘီကနေကဲနှုတ်ခဲ့တဲ့သာဝရဖျားကိုမကူးကွယ်ပဲအခြားသောຢာတွေကူးကွယ်ဖျားသခင်ကိုမထီလေးစားလုပ်လို့ဆုံရှုံခြင်းနဲ့ဖန်စီခြင်းကြုံဖြစ်ခေါ်ဆောင်ခြင်းခံရတာဖြစ်တယ်တဲ့ဒါကိုဖော်ပြခြင်းဖြစ်တယ်။ဒါကြောင့်ဒီအရှုရိယဒီဓမ္မောင်း39ကျမ်းမှာတိတ်အရေးကြီးတဲ့ဖိသင့်တဲ့အချက်ထဲမှာသူကပါရေဆိုတာကိုတွေ့ရတယ်။အဲ့တော့အရှုရိနဲ့ပတ်သက်ပြီးတော့ချက်၈ချက်ပြောခြင်းနဲ့နံပါတ်1ချက်ကတော့ပါလေဆိုတော့ အာရှုရိဆိုတဲ့ပီကဘယ်ကနေလာလဲဆိုတော့เนาะနောဤရဲ့သားရှေမအဲရှေမကเนาะစံစာတွေမှာနောဤသားရှေမကသားကြီးပဲ9ရောက်မွေးတယ်အဲ9ရောက်မှာဒုတိယသားနာမည်အာရှုရလို့ခေါ်တယ်အဲဒီအာရှုရကနေပြီးတော့စင်းသက်လာတဲ့အမျိုးတွေကအာရှုရိအမျိုးတွေဖြစ်တယ် အဲဒါလေးကိုကျွန်တော်တို့သိဖို့ဖြစ်တယ်။ဒါအောင်နံပါတ်1သိရမှာအာရှူရီဆိုတာကနောအီးရဲ့မြေးပေါ့။နောအီးသားရှေမရဲ့သားဆိုတော့နောအီးရဲ့မြေးအာရှူရကနေပြီးတော့မှဟာလာအဲ့ဒီအာရှူရကို အစွဲပြုပြီးအာရှူရီပြီးဆိုပြီးတော့ဖြစ်လာတယ်။အဲ့တော့ဒီအာရှူရနေပေါက်ဖွာလာတဲ့မျိုးဆက်တွေကအာရှူရီလူမျိုးတွေဖြစ်တယ်။ဒါအောင်နောအီးသားရှေမသား9ယောက်မျိုးတွေ သားကြီးဆုံးနာမည်အီလန်လို့ခေါ်တယ်ဒုတိယသားနာမည်အာရှုရလို့ခေါ်တယ်အဲဒုတိယသားမျိုးကနေလာတာအာရှုရီဆိုတာတတိယသားနာမည်အာဖဇတ်လို့ခေါ်တယ်ဇရုတ်ထသားနာမည်လူဒလို့ခေါ်တယ်ပြစ္ဆမငားယောက်မြောက်သားနာမည်အာရန်လို့ခေါ်တယ်အဲ့တော့အာရှုရီဆိုတာကနံပါတ်1အခြေခံသိရမှာနောအီမြေအာရှုရဆိုတဲ့လူကနေအစွဲပြုပြီး အာရှုရီပီအာရှုရီလူမျိုးတွေပေါက်ဖွာလာတာဖြစ်တယ်ဒါလေးကျွန်တော်နံပါတ်1သိဖို့ဖြစ်တယ်ကဲဒီမနေ့ဒုတိယချက်ဒုတိယချက်ကတော့အာရှုရီပီအာစီးရီးယားရဲ့မြို့တော်ဟာနိနဝေမြို့ဖြစ်တယ်ဒါကျွန်တော်အားလုံးကြားဘူးတယ်အဲ့တော့တတိယချက်ပါဆက်ပြီးပြောမယ်ဒုတိယချက်ကအာရှုရီပီအာစီးရီးယားရဲ့ဟလာဒီအာစီးရီးယန်ရဲ့ဟလာကျွန်တော်တို့မြို့တော်ဒီ capital city ဒီပါလေနိနဝေဖြစ်တယ်အဲ့တော့ အဲ့ဒီနိနေဝေကိုတတိယအချက်က proper yona တရားတော်ဟောဘူးလေကျွန်တော်အားလုံးသိတယ်အဲ့တော့ဒီ proper yona တရားဟောတဲ့အချိန်မှာတော့ဒီနိနေဝေမြို့သားတွေဟာနောင်တရပြောင်းလဲခဲ့တော့အဲ့ဒါအရှုရိပီရဲ့မြို့တော်ပဲလားဘုရားသခင်ကအဲ့ဒီနိနေဝေမြို့ကိုမဖျက်ဆီးဘဲနဲ့လွတ်ပေးလိုက်တယ်နောက်ပိုင်းမှာဟို proper နာဟုံလဲသွားဟောခဲ့ဘူးလေဆိုတဲ့သဘောမျိုးသွားတွေ့ရတယ်အဲ့တော့တတိယအချက်သည် ပရောဖက်ယောနာဒီအာရှူရီပီရဲ့မြို့တော်နိနဝေမြို့တရားတော်ဟောဘူးလေဒုတိယချက်သည်အာရှူရီပီရဲ့မြို့တော်သည်နိနဝေမြို့ဖြစ်တယ်ကဲဇုဒ္ဓချက်ဇုဒ္ဓချက်တော့ဘာလဲဆိုတော့အဲ့အာရှူရီဘရင်တွေထဲမှာသူကဘရင်မျိုးဆက်တွေအများကြီးရှိတယ်တတရမြောက်နော်တိကလက်ပိလီတာလို့ခေါ်တယ်နော်တတရမြောက်ဘရင်တိကလက်ပိလီတာနော်အဲ့တိကလက်ပိလီတာကနော်အဲ့တော့ကျန်းစာတွေမှာသူက BC 945နဲ့ BC 929တွင်းမှာ तू ကဒီဣသရေလတိုင်းပြည်ကို तू လာတိုက်တယ်ရှမရိမြို့ तू လာတိုက်တယ်ဒါနမ၄တိရအဲ့ချိန်မှာရှမရိမြို့မှာဘယင်ဖြစ်နေတဲ့ပုံကောသူ့နာမည်ဘာသူလဲဆိုတော့မေနဟင်ဖြစ်တယ်ကျွန်တော်ဒါတောင်ပိုင်းနဲ့မြောက်ပိုင်းဘယင်တွေအကြောင်းသင်တဲ့အခါကျွန်တော်အမြိုင်းမှတ်မိမှာပါအဲ့ဒီမြောက်ပိုင်းရဲ့ရှမရိမြို့ကိုအုပ်ချုပ်တဲ့မေနဟင်ဆိုတဲ့ဘယင်ကမြောက်ပိုင်းဟိုးရေရောပေါ်ကနေစရရင်16ရောက်မြောက်ဘယင်ကမေနဟင်ဖြစ်တယ် အဲ့ဒီမေနဟင်လက်ထက်မှာအခုဒီအာရှုရိရှင်ဘရင်တတိယမြောက်တိကလပိလီသာဆိုတော့သူကလာတိုက်တယ်တိုက်တဲ့ချိန်မှာဒီမေနဟင်ကဒီရှမာရိမြို့ကိုအသိန်းခံအားမှာကြောက်လို့အာရှုရိတွေသိမ်းမှာကြောက်လို့သူကဘာလုပ်လိုက်လဲဆိုတော့လက်ဆောင်နေဘာနာတွေပေးလိုက်တဲ့အခါမှာဘာဖြစ်လဲဒီတိကလပိလီသာခြေနှက်ပြီးပြန်ထွက်သွားတာဒါနံပါတ်၄သိရမှာဒါအာရှုရိကဒီမေနဟင်လက်ထက်မှာကလေးလာတိုက်နေတာ ါပေမဲ့ဘုရားသခင်နောက်ဆုံးဒီအာရှုရီဒီလက်ထဲကိုထည့်ပေးလိုက်ရဘာကြောင့်ထည့်ပေးလိုက်ဒီဣသရေလမျိုးတွေဒူးဆိုင်လုပ်လို့တော့ဣသရေလမျိုးတွေကိုဘုရားသခင်ကသင်္ကန်းစာပေးခြင်းလို့ဒီအာရှုရီဒီလက်ထဲကိုထည့်ထည့်ပေးတာနောက်ဆုံးမှာ BC 922မှာအပြီးထည့်ပေးလိုက်တာအော်ဒီကြည့်ချမ်းပြင်ဘုရားကမထီလေးစားလို့ရင်ဘုရားစကားနားမထောင်ရင်ဘုရားခင်မကြိုက်တာကြီးလုပ်ရင်ဘုရားခင်မကြိုက်တဲ့ဒူးဆိုင်တွေမိမိအသက်တာမိမိအိမ်မှာမိမိရဲ့ဘဝမှာတိတ်ရှိနေရင်ဘုရားခင်ရဲ့တွန်တင်ခြင်းနဲ့ ဘုရားသခင်ရဲ့လက်တော်ဟာကပ်ပြင်းပြင်းထန်ထန်လာတက်တယ်ဆိုတာဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်တော့တွေ့ရတယ်။တော့နံပါတ်၄ဒီအာရှုရိဘရင်တတရမြောက်တိကလပိလီတာသူ့လက်ထက်မှာမြောက်ပိုင်းဘရင်ရှမာရိဘရင်မေနဟင်ကိုလာတိုက်ဘူးတယ်မေနဟင်ကလက်ထိုးပြီးတော့ပြန်လွှတ်လိုက်တာဖြစ်တယ်။နောက်နံပါတ်၅တိရမှာ နောက်ထပ်ဟလာအာရှုရိဘင်ကဆက်လာတိုက်တယ်အဲ့ချိန်မှာဘုသူ့လက်ထက်ရောက်သွားပြီလဲဆိုတော့ဆက်ရှိရောက်မြောက်ရှမာရိမြို့မှာဆက်ရှိရောက်မြောက်ဘုရင်ပေကာလက်ထက်ရောက်သွားပြီအဲ့ချိန်မှာပေကာလူလေလုတ်တယ်ပေကာဘာလုတ်လဲဆိုတော့ရှုရိရှမရင်ရေစိန်နဲ့ပေါင်းပြီးတော့ဒီရှမာရိရှမရင်ပေကာရှုရိဘုရင်စီးရီးယားဘုရင်ပေါ့ရှုရိဘုရင်ရေစိန်နဲ့ပေါင်းပြီးတောင်ပိုင်းယူဒပြည်သူသွားတိုက် တိုက်ပြီးတဲ့ကအဲ့တောင်ပိုင်းကိုသူနိုင်ရင်တောင်ပိုင်းအဲ့ယူရဘယင်နဲ့ဒီရှုရီဘယင်ရေစိန်နဲ့ပေကာနဲ့เนาะသုံးခုပေါင်းပြီးအာရှုရီကိုပြန်တိုက်ဖို့လုပ်တာသူကဒါပေမဲ့သူထင်တာတွေအကုန်တက်တက်ဆင်လွဲခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီသူသွားတိုက်မဲ့ရှုရီဘယင်ရေစိန်နဲ့အခုရှမာရီဘယင်ပေကာနှစ်ခုပေါင်းပြီးတောင်ပိုင်းဘယင်ယေရုရှလင်မြို့မှာရှိတဲ့ဘယင်အာခတ်ကိုသူတို့သွားတိုက်တာ တိုက်တဲ့အခါမှာယူဒဘရင်အာခတ်ကလည်းလုံးဝအတိုက်မခံနော်အတိုက်မခံမဲနဲ့သူကဘာလုပ်တယ်လဲဆိုတော့နော်ဒီအာရှူရိအဖွဲ့တွေနဲ့အဲ့ဒီယူဒဘရင်သူကပေါင်းပြီးခုနလာတိုက်မဲ့ပေကာကိုခုခံပြီးတဲ့အခါမှာတုံ့ပြန်ခဲ့တယ်ဆိုတော့သူတူရတယ်ဒါလေးကတော့ငါသိဖို့အော်ကျွန်တော်ခုပြောတော့တစ်ချက်တည်းနားမလဲနောက်တစ်ချိန်ပြန်နားထောင်လိုက်နားလေသွားလိမ့်မယ်အော်ဒါမှငါချက်သည် ရှမရိရှင်ဘရင်ဆက်ရှိရောက်မြောက်ဘရင်ပေကာကရှုရိဘရင်ရေစိန်နဲ့ပေါင်းပြီးယေရုရှလင်မြို့ကိုသွားတိုက်ပြီးအဲယေရုရှလင်အမျိုးအဖွဲ့တွေနဲ့ပေါင်းပြီးသုံးဘွဲ့ပေါင်းပြီး အာရှုရိကိုပြန်တိုက်ဖို့စဉ်းစားတာဒါပေမဲ့ဟိုယေရုရှလင်ဖွဲ့တွေကအတိုက်မခံဘူးအဲဒီအချိန်မှာယေရုရှလင်မြို့ကိုအုပ်ချုပ်နေတာအာခတ်မင်းဖြစ်တယ်ယူဒဘရင်ပေါ့အဲအာခတ်ကဒီအာရှုရိနဲ့ပြန်ပေါင်းလိုက်တာပေါင်းလိုက်တဲ့အခါလာတိုက်မဲ့ပေကာပြန်ရှုံးသွားတယ် အဲဒါလေးနမငါသိထားရင်ရပြီဖြစ်တယ်။ဘာလို့ဒီအရှုရိနဲ့ပတ်သက်ပြီးနည်းနည်းဒါလေးတွေကသိသိဖို့လိုလို့အများကြီးရှင်းပြနေခြင်းလေဖြစ်ပါတယ်။ကဲနံပါတ်6နံပါတ်6ကတော့ဘာလဲဆိုတော့ပစ္စမမြောက်ဘရင် ရှာလမနီစာသူ့လက်ထက်မှာဒီအာရှုရိဘရင်အဲ့ပစ္စမမြောက်ဘရင် ရှာလမနီစာခုနကတော့ဟလာတတ္တယမြောက်တိဂဒလပိလီတာအခုကပစ္စမမြောက် ရှာလမနီဇာအဲ့ဒီဘုရင်လက်ထက်မှာသူကဒီအာရှုရိအိုက်ဘုရင်ရှာလမနီဇာကရှမာရိမြို့မှာရှိတဲ့ဟောရှေဆိုတဲ့ဘုရင်အဲ့ဒါနောက်ဆုံးဘုရင်မှာ16ရောက်မြောက်ဘုရင်အဲ့ဒီ16ရောက်မြောက်ဘုရင်ကိုနှစ်ပေါင်းများစွာနော်ဝိုင်းပြီးတဲ့အခါမှာ၃နှစ်လောက်ဝိုင်းထားတာ၃နှစ်လောက်သူဝိုင်းပြီးနောက်ဆုံးဟောရှေကိုဖမ်း ထောင်ထဲထဲအဲဒီရှမာရီမြို့မှာရှိတဲ့အစ္စရေးတွေအကုန်လုံးဖမ်းပြီးဘယ်ထက်ခေါ်သွားလဲအာရှူရီပီကိုခေါ်သွားတယ်အဲ့ဒါဗနယောင်းမြောက်ပြန်လေပြစ်စမမြောက်ပြန်ရှာလမနီစာလက်ထက်မှာသူဖမ်းပြီးတော့ဒီရှမာရီမြို့မှာရှိတဲ့မြောက်ပိုင်းဣသရေလမျိုးတွေရှမယင်ဟောရှေကိုအကုန်ဖမ်းပြီးအာရှူရီပီကိုခေါ်သွားအဲ့အာရှူရီပီကိုရောက်တဲ့အချိန်မှာပဲအဲ့ရှာလမနီစာလည်းသူလည်းသိတယ်အဲ့နေ့မှာပဲသိတယ်722 BC မှာပဲသူသိသွားတယ်သိသွားတဲ့အခါနောက်ဘုရင်တစ်ပါးတက်လာတယ်ဒါမှခொနဲ့ အဲ့ဘယံနာမည်စာဂွန်လို့ခေါ်တယ်အာရှုရိဘီယာအဲ့ဒီစာဂွန်လက်ထက်မှာတော့ဒီမြောက်ပိုင်းရှမာရိမြို့မှာရှိတဲ့ဣသရေလလူမျိုးအကုန်လုံးကိုဖမ်းပြီးပါလို့လေအာရှုရိဘီမှာသူတို့နေရာချလိုက်တာဖြစ်တယ်။ဟောဒီအောင်ကြည့်ကြပြီဒီအာရှုရိဘီကကျွန်တော်တိတ်တိတ်တဲ့ PDP ဖြစ်တယ်။ကဲဒါမှရှေ့နောက်ဆုံးတစ်ချက်ကတော့အဲ့ဒီအာရှုရိဘရင်တွေထဲမှာနောက်ဘရင်တွေထပ်တက်လာတဲ့အဲ့ဘရင်နာမည်အတနာခရိတ်လို့ခေါ်တယ်။အဲ့ဒီတနာခရိတ်က ောင်ပိုင်းယူရပြင်ဟေးစကီကိုချင်းချောက်စာပို့ဘူးတယ်ကျွန်တော်ကြားဘူးမှာပါအဲ့ဒီချိန်မှာဟေးစကီကဘာလုပ်လဲဆိုတော့အဲ့စာကိုဖြတ်ပြီးဗိမ္မာတော်မှာသွားဆုတောင်းတယ်ဖြတ်တဲ့ကင်းနဲ့တနာခရိတ်ကကျွန်တော်ကိုချင်းချောက်စာပို့တယ်တဲ့ဖြတ်တဲ့ကင်းသူမဒီလေးစားလို့လည်းကိုရောပဲစီရင်ပါတယ်အဲ့တော့အနည်းချုပ်ပြောရင်တော့ဖြတ်တဲ့ကင်းကအဲ့ဒီအရှုရိရှင်မြန်တနာခရိတ်ရဲ့တက်တသိန်း၈၅၀၀တညရဲနဲ့စင်မီတန်ခတ်တာသူတို့ကဟေးစကီမျိုးတိုက်ဖို့လားအစ်ကိုအဲ့တနာခရိတ်ကရေးတဲ့စာထဲမှာဘာထည့်ရေးလဲဆိုတော့အမင်းကိုယ်ဝယ်ထားရဖျားမကယ်နိုင်ဘူးတဲ့ငါရှိမှဒူးထောက်တယ် သူမထောင်းရင်းညမင်းကလာတိုက်မှာအဲ့ချိန်မှာဟီစကီမင်းကအာရှုရိရှင်မင်းသရခရိရှေ့မှာသူမထောင်းသူဖျားခိရှေ့မှာဒူးထောက်လိုက်ဟောဒီနေ့သင်သက်တာမှာဖျားရှေ့မှာများများဒူးထောက်လူရှေ့မှာသင်ရင်ကောက်လျှောက်လို့ရအေးဖျားခိရှေ့မှာဒူးမထောက်တဲ့သူလူရှေ့မှာဥညုံရတယ်ဒူးထောက်ရတယ်အရှုံးပေးရတယ်ဟောဒီနေ့ဖျားခိရှေ့မှာများများဒူးထောက်တဲ့အသက်တာရှိဖို့လူတွေဆွတွေ့ရတယ်ဒါကြောင့်ဒီအာရှုရိရှင်မင်းနံပါတ်၈တစ်ချက်တနာခရိသူ့လက်ထက်မှာဒီတောင်ပိုင်းယူရပရင်ဟေစကိမင်းကို ချိန်ချောက်စာပို့ဘူးလေအဲ့ဒီချိန်ချောက်စာကိုဟီစကီးယားဗိမာန်တော်ရှေ့မှာဖြတ်ပြီးဖျားခေရှေ့မှာဆုတောင်းတဲ့ကဗျာခေအဲ့ဒီညမှာပဲချိန်ချောက်စာပို့တဲ့အာရှုရိရှင်မြန်တနာခရိရဲ့စစ်တပ်3,700ကိုတညထဲမှာဆင်းပြီးတန်ခတ်တဲ့ကကောင်းငင်မှာလှုပ်ပြီးတန်ခတ်တဲ့ကတညလည်းသိတယ်။နောက်နေ့ကျတော့အဲ့အာရှုရိရှင်မြန်တနာခရိကယူကြောင်ကြောင်နဲ့နိဒဝင်မျိုးကိုသွားပြီးသူနဲ့သက်ဆိုင်တဲ့ကိုယ်ွယ်မှုတွေရှိတဲ့အရက်မှာသူသွားကိုယ်ွယ်တဲ့အခါမှာနော်သူနဲ့သက်ဆိုင်တဲ့အခြားကိုယ်ွယ်မှုတွေကိုရှောက်ကိုယ်ွယ်တဲ့အခါမှာ ူသားနှစ်ယောက်ကသူ့အနောက်ကလာပြီးဓာတ်နဲ့ထိုးသောက်လိုက်တာသေတော့အဲ့ဒါအာရှုရိရှင်မြေသနာခရစ်ဖြစ်တယ်အာဆီးရီးယားအော်ဒီယောကြည့်ခြင်းအဖြစ်ဒီအာရှုရိဘီဆိုတာကဒီမြောက်ပိုင်းဣသရေလလူမျိုးတွေအတွက်သိအရေးကြီးတဲ့ပီရီဖြစ်တယ်ဘာကြောင့်လဲမြောက်ပိုင်းဣသရေလလူမျိုးတွေနေတဲ့ရှမာရိမြို့မှာဟောရှေဆိုတဲ့16ယောက်မြောက်ရှမာရိဘုရင်16ယောက်မြောက်မြောက်ပိုင်းဘုရင်ကိုဒီအာရှုရိဘီ ရှင်ဘရင်ကလာဖမ်းပြီးတော့အာရှုရိနိုင်ငံကိုဖမ်းဆီးသိမ်းဆဲသွားတာဖြစ်တယ်။အဲ722 BC မှာဖြစ်တယ်။ဟောဒီအောင်ကြည့်ကြပြန်အနှစ်ချုပ်ပြန်စဉ်းစားကြရဘလို့ဒီအာရှုရိလူတွေလက်ထဲကိုဘုရားသခင်ကဒီဣသီရာလူမျိုးတွေကိုအလိုက်ရတယ်ဆိုတော့ဘုရားစကားနားမထောင်ဘူးဖြစ်တယ်။ဟောဒီကနေ့သင်အနှစ်ချုပ်အားပေးခြင်းနဲ့သင်ဘုရားစကားနားထောင်ပါတင်လို့တဲ့အရာတွေတော့ဖေဟာပြန်နားထောင်ပြီးပါတယ်။ဟိုကျောင်းမှာနောအေးကဖျက်စကားနားထောင်တဲ့အခါသူ့မိသားစုတို့ကဖေဟာကြွယ်ကာဖို့နားထောင်ပြီးပြီး အကောင်းဆုံးလုပ်ပေးလိုက်တယ်။သင်္ဘောပေါ်မှာလုံခြုံမှုပေးလိုက်တယ်။အာဗြဟံဖျားစကားနားထောင်တဲ့ကရောက်တဲ့နေရာမှာကောင်းကြီးခံစားရတယ်။ယောဘဖျားစကားနားထောင်တဲ့ကနှစ်ဆကောင်းကြီးပြရတယ်။ဒံယေလဖျားစကားနားထောင်တဲ့ကရှင်သိပ်တွင်းထဲမှာအသက်ရှူနိုင်တယ်အသက်ရှင်နိုင်တယ်အသက်ဆက်နိုင်တဲ့ကောင်းကြီးရတယ်။ဖျားစကားနားထောင်နေမိကဖျားစကားနားထောင်တဲ့ကမျိုးရိုးဆောက်ခွင့်ရတယ်။ယောသဖျားစကားနားထောင်တဲ့ကသူများနိုင်ငံမှာအခိုင်းခံမှုသွားပြီးမဲ့တက်နိုင်ငံလုံးကိုပြန်ခိုင်တဲ့ ပြန်ခိုင်းတဲ့အီဂျစ်နိုင်ငံရဲ့ဒုတိယပြင်ခံဖြစ်သွားတယ်။မောရှေကဖျက်စကားနားထောင်တဲ့ကလူနှစ်သန်းကျော်ခံနာပြီးပို့နေ။ယောရှုကဖျက်စကားနားထောင်တဲ့ကခံနာပြီးဝင်ဝင်ရတယ်။အီနောက်ကဖျက်စကားနားထောင်တဲ့ကဖျက်ကံသူနဲ့အတူသွားလာပြီးတော့ဖျက်ရဲ့တင်းယူခြင်းခံရတယ်။ဟောဒီကနေ့အသက်တာမှာဖျက်စကားနားထောင်အဲဖျက်စကားနားထောင်တဲ့သူရဲ့အသက်တာမှာဖျက်ကံသူ့ကိုလှုပ်ပေးခြင်းနေရအမြဲတမ်းရှိနေတယ်။တော့ဒီကနေ့ ဣန္ဒြာလူမျိုးတွေရှမာရိမြို့မှာဘုရားစကားနားမထောင်မထီလေးစားလုပ်တဲ့ကနောက်ဆုံးဒီအာရှုရိရှင်ဘုရင်ဒီလက်ထဲကိုဘုရားခင်အပ်လိုက်ပြီးကျွံဖြစ်ဖန်းစီခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတာဖြစ်တယ်။နောက်ဒီကနေ့ကျွန်တော်ဘုရားစကားနားထောင်သင်လိုတဲ့အရာတွေအားလုံးတို့ဘုရားပြန်နားထောင်ပြီးကောင်းချီးပေးမှာဖြစ်တယ်။ကျွန်တော်တို့ရုပ်ချင်းစီတိုင်းဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ရင်သက်ချင်းရှိပါစေ။ God bless you all ။ကျွန်တော်ချင်းညာဇာကတော့ကျွန်တော်နှစ်ဖာ28ရက်6လ2025 ကျွန်တော်နက်နေ6နိုင်မှာကျွန်တော်ကြွရင်းယုံကြည်ရဲ့နေချင်းစင်းတော့မှာအာယုံဝုပြကိုကိုချင်းရှိပါတယ်ကျွန်တော်ပဲဓမ္မဒေနာဝင်ခမှာဖြစ်ပါတယ်အဲအားလုံးကိုကျွန်တော်နေထွေးစွာဖြစ်ကြိုဆိုပါတယ်အားလုံးလာနိုင်ကြောင်းဖော်ပြလို့ကျွန်တော်နက်ပါနက်နေ10နိုင်မှာကျွန်တော်ကြွရင်းယုံကြည်နေချင်းစင်းတော်ရဲ့အဲသူကျွန်တော်အသိတော်ကနေပြီးတော့ပြုတ်လုထားတဲ့ဂိနာလက်တော်တက်ကြွယ်ဂီဟာပေါ့အဲထိုဂီဟာဒါတနစ်ပြည့်ကျေးဇူးချီးမွမ်းခြင်းရှိပါတယ်အဲဒီမှာအဖွားတွေလည်းဖရာရဲ့ကြီးစွာကြောင့် အကောင်းဆုံးကျွန်တော်တို့ပြုစုခွင့်ရတယ်ဒါကြောင့်အဲ့ဒီနနက်10နိုင်မှာအဲကျွန်တော်တို့ဒီဖိတ်စာကိုလည်း page မှာတင်ပေးထားပါတယ်အဲကျွန်တော်တို့ Guna လက်တော်သက်ကြွယ်ကြီးရရှိတယ်အဲ toothpick အလေကူအင်္ဂလန်ကျွေးရမှာကျွန်တော်တို့ပြုလုပ်မှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မအားလုံးကိုနှိပ်ထွေးစွာကျေးဇူးကြောင်းနဲ့ပေါ်ပြပေးလိုပါတယ်ကျွန်တော်လာမယ့် Sunday တနင်္ဂနွေနေ့26ရက်6လ2025ကတော့ဦးနှောင်းနေ့ဝပြကိုကိုချင်းရှိပါတယ် ကျွန်တော်ရဲ့ရှေ့တန်ချင်းသူဥနောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတိနဲ့အကြောင်းအရာတွေကြားရမှာဖြစ်လို့အလွန်နက်နဲလာတဲ့နှုတ်ကပတော်ရဲ့တမန်တရားကိုကျွန်တော်ကြားနာရမှာဖြစ်တယ်ကျွန်တော်ပဲတမန်တရားဝေငှမှာဖြစ်လို့လာမယ့် Sunday မှာလေဝိပုကိုကိုချင်းနဲ့9နိုင်9နိုင်ခွဲထိ praise and worship 9ခွဲကနေ17နိုင်ထိဝိပုကိုကိုချင်းရှိပါတယ်အားလုံးကိုနှိတ်ထွေးစွာကျေးဇူးတင်နေနဲ့ပြပမှာရှိတဲ့ပရိသတ်များကတော့ဒီ live ဒီ page ကနေပဲ live လုပ်ပြီးမှဖြစ်ကြောင်းဖော်ပြရင်နေ့ရက်စင်တိုင်းနောက်ကတော့ချစ်ရှုတော်သူအားလုံးကိုကျေးဇူးတင်တယ်လို့ ကျွန်တော် internet line အခက်ခဲကြောင့်တစ်ခါတည်းမှာအချိန်အပြောင်းလေးရှိမှုလေးတွေတွေ့လေနားလေပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြရတယ်ဓမ္မပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်လို့လာမယ့်ကျွန်တော်တို့30ရက်နေ့တနင်္လာနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ဒီဓမ္မောင်းကျမ်းမှာအရေးကြီးတဲ့နေရာ12ခုရဲ့10ခုမြောက်ကိုအဲ့ဒီ10ခုမြောက်ကလည်းတိတ်အရေးကြီးတဲ့နေရာဖြစ်တဲ့အဲ့ဒါကိုကျွန်တော်ဆက်ပြီးနားထောင်တော့မှာဖြစ်ပါတယ်နေရာစင်တိုင်းကြည့်ရှုခွန်အားယူရတယ် ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all စစ်တောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဘုရားနော်ဒုံမတစုပြားတန်တော်ပါမကောင်းချီးဖြတ်ပြသည်တရံအားလုံးပေါ်သောကောင်ဒီကနေ့မွနိကြောက်တဲ့မွနိရှင်များမင်္ဂလာနဲ့ပတ်လည်ကြောက်သောသူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ခြံရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တော်တော်ကောင်ကျွန်ုပ်အသင်းတော်ရဲ့သာသနာပြုရေးအငမ်းတာဖြစ်ဖွင့်လှစ်ထားတဲ့ဂိနာလက်တော်သက်ကြွယ်ကြီးရာမှာဖျားရှင်ချိန်စော်ကြောင့်သက်ကြွယ်အဖွားများကိုပြုစုခွင့်ရသလိုနောက်ဖန်တစ်နှစ်ပြည့်ချိန်စော်ချီးမွမ်းခြင်း ဘုံထင်ရှားခြင်းနဲ့တကွာအောင်မြင်စေခြင်းတာ၍ထိုကိယာကိုဖျက်ရှင်ကောင်းကြီးပေးခြင်းထိုကိယာတို့ဖတ်ဖတ်ကနေပါဝင်သူတည်တည်ပေါ်မှာလည်းဖျက်ရှင်ကောင်းကြီးပေးခြင်းအခုလည်းဆက်လက်တိဆောက်နေတဲ့ခလိပိစုပြုတော်ရေးကိယာမေတ္တာလက်တော်ကိယာဆက်လက်ပြီးတော့ဓမ္မယိတာခမ်းမတိဆောက်နေတဲ့အရာတို့လည်းလိုအပ်တဲ့အရာတွေဖျက်ရှင်ပြည့်စင်လျက်တာ၍ထိုနေရာမှာဖျားရဲ့ဘုံတော်ထွန်းတောက်ခြင်းကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်စစ်ပွဲတွေရပ်တန့်ခြင်းစစ်ရှောင်တဲ့သူတွေဘေးဥပါကင်းဝေးခြင်းသဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖယ်ရှားခြင်းဖျားရဲ့လက်တော်ကွယ်ကဆောက်မှခြင်းသည် ဒီလိုအားလုံးနဲ့မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တလကောက်ယနေ့မှစ၍ကာလအစင်းမြဲအကောင်းကြီးဖြာဖြာတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင်ယေရှုတင်ပါတယ်ယေရှုသူအားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျေးဇူးပြန်လေးတွေ့ဆုံကြပါစို့